တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ပိုဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါပိုဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မျက်နှာခွဲစိတ်ပြုပြင်နေတဲ့ဆယ်လီနေဆန်းကဆိုရင်အခုဘလိုတွေများတိုးတက်ပြောင်းလဲလာသလဲဆိုတာတွေကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါစောအတီခါကဲစစ်တို့ရေ ဒီနေ့ကတော့တဖြည်းဖြည်းနဲ့တော့မျက်နှာလေးပေါ်လာပြီเนาะအယောင်လေးတော်တော်လေးကျနေပြီဒီမှာကြည့်เนาะ Okay ဆိုင်ရမျက်နှာပါတွေပါလို့တစ်ခုလုံးလှုပ်လိုက်တာလေပါတွေလှုပ်လိုက်ရလဲဆိုရင်တော့ပြောပြမယ်เนาะသိစိတ်ပြောပြမယ်เนาะ ်အဓိကကြတော့ဆန်းကနှာခေါင်းကကြတော့ဆီလီကွန်ကိုထောက်ပြီးတော့မှဆီလီကွန်နဲ့နေစရာမလိုတော့ဘူးပေါ့နော်ကိုယ်ရဲ့နိုင်ယိုးနဲ့ကိုယ်အယိုးနဲ့ကိုယ်နဲ့အစာထိုးပြီးတော့မှတစ်ခုလုံးပြင်လိုက်ပါတယ်ဆိုတော့ဈေးနှောင်းလေးကိုလည်းစိတ်ဝင်စားနေကြပါတယ်ဆိုတော့ဒါကကြတော့ဆီလီကွန်နဲ့မဟုတ်ဘူးဆိုတော့သူကဈေးနှောင်းကကြတော့နည်းနည်းမြင့်ပါတယ်ကိုယ်ရဲ့နိုင်ယိုးအစာထိုးပြီးတော့မှလုံမဲ့နှာခေါင်းခွဲစိတ်မှုကကြတော့ဈေးနှောင်းကကြတော့ဘတ်၃သိန်းကနေပြီးတော့မှဘတ် ပေါ့နော်၄သိန်း၅သိန်းအထိရှိပါတယ်เนาะမြန်မာငွေနဲ့ဆိုရင်တော့သိန်း300ကျော်ကျော်ကနေပြီးတော့မှသိန်း500 600အထိရှိပါတယ်ဆိုင်းရနှာခေါင်းကကြတော့အော်ယူယူထည့်ထားတာမဟုတ်ဘူးပုံစံနှာခေါင်းပုံစံကအစအစ်စ်ပြန်ပြီးတော့မှပေါ်ထားပါတယ်ဆိုတော့အကုန်ကျနည်းနည်းများပါတယ် အမ်အဲ့ဒါလေးပါနောက်တော့မျက်နှာကကြတော့အရင်တော့ကကြတော့ဒါဖီလာတွေထိုးထားတဲ့ဟာကကြတော့ဖီလာနဲ့နေဆံမလို့တော့ဘောနော်ဖီလာတွေကိုခွဲထောက်ပြီးတော့မှဒါဆီလီကွန်နဲ့ထည့်ထားပုံသိမ်းပြီးတော့မှဆီလီကွန်နဲ့ထည့်ထားပါတယ် ဒါတွေဆိုရင်လဲဆန်းကဖေလာအတခါနှခါထက်ဘူးတယ်ပေါ့နော်ဒါတွေဆိုရင်လဲဟိုဖေလာတွေကိုဟိုထုတ်လိုက်ပြီးတော့မှဒါကိုယ့်ရဲ့အသားအစီတွေပဲအစီတွေနဲ့ပဲပြန်ပြီးတော့မှမျက်နှာတစ်ခုလုံးကိုပြုပြင်ထားလိုက်ပါတယ်ဒီကကြတော့ဒီမျက်လုံးအောက်မှာခြိုက်တဲ့ဟာတွေမရှိတော့ဘူးပေါ့နော်မခြိုက်ခြိုက်တဲ့ဟာလေးပြည့်ပြည့်လေးဖြစ်သွားတယ်မျက်နှာလေးကကြတော့ငငယ်လေးဖြစ်သွားတယ်လို့ဖြစ်တယ်ပေါ့နော်မျက်နှာလေးဖူးဖူးလေးဖြစ်သွားတာပေါ့နော် ်ဆိုတော့ရင်ခုန်နေပါပြီနောက်ဆုံး reset လေးကိုလည်းဆိုင်းလိုက်ရင်ခုန်နေမှာဘယ်လိုဖတ်လာမလဲပေါ့နော်ကဲအခုကကြတော့မနေ့ပိုင်းကြတော့ coffee လေးနဲ့ပေါ့နော် beta shio coffee လေးနဲ့မနေ့ပိုင်းဒီမနေ့လေးက coffee လေးနဲ့စားလိုက်ပါတယ်နောက်တစ်ခုကကြတော့ဆိုင်းရဲ့လက်မောင်းကကြတော့အာဗာလဲဆိုင်းကအစီချထားတယ်ဝိတ်ချထားတဲ့သူဖြစ်တော့ကြောင့်မို့လေ ခန္ဓာကိုယ်မှာအစီရပဲနေရာယူရမှမသိနေမျက်နှာမှာထည့်ဖို့အတွက်ကဆရာဝန်တွေပြောတာအစီလည်းမရှိနေဘူးတဲ့ဘာတွေလောက်ထားရလဲစမ်းကအရင်ကတည်းကပေါ့နော်အာလေးငါလာလို့ရှိနေပြီပေါ့နော်ဆန်းကိုတိုင်း weight ချထားတယ်ဆိုတော့အစီလည်းတိတ်မရှိတော့ဘာမှမရှိနေဘူးပြောမယ်ဆိုရင်တော့အစီနည်းနည်းပါးပါးရှိတယ်အစီရှိနေတဲ့တုန်းကဒါတော့မှမနေထောက်ပြီးတော့မှမျက်နှာမှာ ရှာထည့်ရပါတော့အစီရသိမ့်မရဘူးလို့ဆံဝန်ပြောတာအဓိကကျတော့ဆန်းကအဓိကအဖြေကကျတော့ဆန်းကမနက်ပိုင်းဆိုရင်တော့ Peter Shi O coffee တောက်တယ်သူကကျတော့အစီချ coffee ပေါ့နော် white ချအစီချ coffee ပါသူကကျတော့မနက်ပိုင်းဆိုတာတောက်တယ်ညနေပိုင်းဆိုရင်တော့ဆန်းလေးချစ်ကန်လောက်တယ်စပိန်နင်းတယ်အရန်ကြမြန်တယ်เนาะတော်တော်သိတာတယ်ဆိုတော့ဒီနေ့ကကျတော့ဆန်းရဲ့မျက်နှာလေးကကျတော့တဖြည်းဖြည်းနဲ့เนาะနောက်ဆုံး rosette လေးနဲ့တဖြည်းဖြည်းနဲ့နီးလာပြီပေါ့နော်မျက်နှာပုံကြဖို့အတွက်က เนาะအဲ့ဒါလေးပါဆန်ကအဲ့အကြောင်းဒါကလုတ်ပြီးွားလို့ရှိရင်တော့ဘာမှလည်းစေးထိုးစရာလည်းမလိုတော့ဘူးပေါ့เนาะအမြဲတမ်းအာသူကလှနေမှာကိုကစေးထိုးစရာအဓိကကျတော့သူများလည်းပြောတာအရင်တော့ဟာလေပိုလှတယ်အရင်တော့ဟာလေလဲဆန်ကပြင်ထားပါတယ်ခွဲထားတာမဟုတ်ဘူးပြင်ထားတယ်စေးထိုးထားတယ်เนาะအခုကခွဲလိုက်တဲ့အတွက်ကြောင့်မို့စေးထိုးစရာမလိုတော့ပါဘူးအဲ့ဒါလေးကွာတယ်နှာခေါင်းကဘာဖြစ်လို့ပြန်ပြင်လိုက်လဲဆိုရင်တော့ဟိုဟိုအကောင်းဆုံးဟာကိုပြန် ခွဲလိုက်ပါတယ်။အရင်တော့ကဘာလို့တခါလည်းမလုပ်လဲဆိုရင်အရင်တော့ပတ်စံလည်းနှမျောတာလည်းရှိတယ်ပေါ့နော်။အခုကြာမှပဲကိုကလည်းအဲ့လိုမျိုးဒေတာစဉ်းစားပြီးတော့မှဆုံးဖြတ်လိုက်ပါတယ်။နိုင်ယူနဲ့စာထိုးပြီးတော့လုပ်လိုက်တာပါ။တော့မနာအောင်နော်ဆန်းကိုပဲကြည့်လိုက်လုံးဝကိုမနာတာမိစေးနဲ့လောက်လေတော့ကြောင့်မနာမှန်းကိုမသိတော့တာတော်တော်လေးကောင်းတယ်ဒီနေ့ကကြတော့ဒါလေးဆံဝင်ရောရချမ်းယူပြီးတော့မဒါလေးခွာတော့မှဖြစ်ပါတယ်အရန်ကိုပျော်နေပါပြီ ခုဆိုရင်နှခေါင်းလေးကလေဆီလီကွန်လည်းမဟုတ်တော့မြည်မြည်လေးပုံစံအစ်တစ်ပြန်သွင်းထားတယ်ဒီလိုမျိုးရှိရှိလေးပြန်လုပ်ထားတယ်အရန်တော်တာဆောင်းဝန်တော်တော်တော်တာတော်တော်လေးစင်ပြေတယ်နော်ဆိုတော့အတိအကကြတော့လေဒီဗီဒီယိုထဲမှာဆန်ကခန္ဓာကိုအစီဆုပ်တဲ့အချိန်မှာဆိုရင်တော့အဲ့ဟာမှလေကိုကအမြဲတမ်းတောက်နေကြကော်ဖီလေးကကြတော့အော်တော်တော်လေးထီရောက်တာပဲပေါ့နော်အစီလေးတော်တော်လေးကိုရှာလို့မရတော့အောင်ကောင်းတယ် ဆန်းက၄၅လောက်လောက်ရှိတယ်ဒီကောင်အော်လေးချိန်ကန်းလည်းလောက်ပေးတယ်ဆိုရင်တော့သူကအမြင်မြန်ကြာတယ်ပေါ့နော်အဲ့ဒါလေးပါမူးရင်းရောသူရဲ့သူရဲ့ကော်ဖီအနံ့တော်တော်မူးရတယ်ဟုတ်ကဲ့ပါလေးစမ်းလို့မျိုးခန္ဓာကိုယ်တစ်ခုလုံးဖွဲ့စိတ်မယ်ဆိုရင်တော့3000ဝန်းကျင်ကြာပါတယ်ဆိုပြီးတော့ သူရဲ့ Facebook စာမျက်နှာမှာဖြေချပေးထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးမတရားချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစီခင်ဗျာ